ဒီမှာရိုက်ချင်တော့နားမြူယူအားလုံးပဲမင်္ဂလာပါဒီမူလီကလေးကတော့ကျွန်တော်တို့ငလျင်ဘေးပြန်လဲထထားရဲ့လူအတွက်အင်းဝဘက်ကိုရခဲ့တော့ကမင်းတို့အကြောင်းကိုဝင်ကြည့်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီအကဲမှာကိုယ်လင်းခဏခဏရှိတယ်မဟုတ်ခဏခဏရှိတယ်။အောက်ထဲကကိုယ်ဝင်လို့မရတယ်ပတ်ဖယ်ကြည့်လို့ပြင်း မနူးအကြောင်းကိုရောက်တဲ့ခါမှာ10မိနစ်စာနဲ့ကြည့်တဲ့ချိန်မှာတော့တော်တင်တော့လှနေပါသေးတယ်ဒါပေမဲ့လို့ဒီပက်ပက်လေးကိုပက်ချလိုက်တဲ့ခါမှာတော့တော်တော်လေးကိုပျက်စီးထားတာကိုတွေ့ရပါတယ်ဒီပျက်စီးတွေကိုကြည့်ပြီးတော့ကျွန်တော်မှအတွေ့အကြုံဝင်လာပါတယ်ဘာတွေ့လဲဆိုတော့ဒီလိုရင်ကျင်းမှုမွေးနေ့တွေကိုအကောင်ပကတိတိုင်းရှိနေစဉ်ကတံပိုးထားပြီးတော့တခုတခါတွားရလေးလာခဲ့တဲ့လေဆိုတာပါပဲ ဒီပြည့်စည်ပုံကြားထဲကနေမြင်ရတဲ့ရှေးအောင်လက်ရာတွေကတကဲကိုတပ်ဖို့ထားတဲ့လက်ရာတွေဖြစ်ပါတယ်ကျွန်တော်တော့ဒီအင်ဝါကိုပထမဆုံးအချိန်ကဖူးခြင်းဖြစ်ပါတယ်ဒါပေမဲ့လို့ဒီပြည့်ကြပစ္စည်းသွားတဲ့ရှေးအောင်လက်ရာတွေကိုကြည့်ပြီးတော့ကိုယ်အိမ်ကိုရာပြိုသွားတယ်လို့ပဲခန့်စားခဲ့ရပါတယ်ပြီးတော့ပြိုကျပစ္စည်းသွားတဲ့အုပ်ပုံကြီးတွေကရှီတုံးကတပ်ဖို့ထားကြပါဆိုပြီးတော့ပြောပြနေတယ်လို့ပါပဲဘယ်ဘက်ကနေကြည့်ချင်းအရန်ကို ခန္ဓာကြီးကြီးလှပနေတဲ့ဒီလိုအောင်ကြည်ကျမှုမွေးနေ့တွေရှိရကိုအရင်တော့ကများခရလေချင်းဆိုရင်တော့ဒါကျွန်တော်ကြည်ကြည်ရပါတယ်ဒီ menu အကြောင်းရပြီးမှရှိတဲ့ဒီဖျားစီဒီလေးရလဲတော်တော်လေးကိုတပ်ပယ်ချင်းယူစရာကောင်းပါတယ် နောက်ဆုံးအနေနဲ့ဒီဗီဒီယိုလေးကနေပေးချင်တဲ့ message ကတော့ကျွန်တော်တို့တွေအတွက်အရန်ကိုတန်ဖိုးရှိပြီးကြည်ကြခံနာတဲ့ရင်ကျေးမှုအမွေနှစ်တွေကိုပို့ပြီးတော့တန်ဖိုးထားတဲ့ဆက်တွေမွေးပြူကြပါစို့လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။